ျမလေဒီ line ပေါ်မှာဒီဂျပန် visa ရယ်ကိုရီးယား visa ရယ်ကိုဗလင်းရှားနိုင်ငံနေပြီးတော့ဘယ်လိုလျှောက်လို့ရလဲဆိုတာလေးကိုကျမ post တင်ထားတာရှိရယ်အဲ့တော့တချို့တွေကလည်းလေ post တင်ထားတာကိုပြီးအောင်ဒီမကြည့်ဘဲနဲ့အဲ့လိုမျိုးပေါ့ကျမပြောထားတဲ့အကြောင်းအရာတွေက post ထဲမှာအကုန်ပါပြီးသားကိုပြန်ပြန်ပြီးတော့ပြန်မေးကြတယ်ပေါ့နော်နောက်တစ်ခုကကြတော့ကျမကဝယ်စားမဟုတ်ဘူးနော် ပွဲစားလုံးဝလုံးမစားဘူးပြီးတော့ကျတော့ဂျပန်လို့ကိုရီးယားလို့ဗီဇာတို့ဒီရှောက်တဲ့နီးတွေဆိုတော့ကျွန်မကိုယ်တိုင်သွားခဲ့တဲ့အတွေ့အကြုံမို့ကျွန်မပြန် share ပေးခြင်းဖြစ်တယ်နော်အဲ့တော့ကျမနာတခါမင်းရဲ့လူရဲအရန်များတယ်အာအမကကျွန်တော်ကတော့ဂျပန်ဗီဇာရှောက်ချင်တဲ့ appointment လိုချင်တယ်ကျမ link နေလဲ share ပေးထားတယ်တချို့ကလည်းအင်္ဂလိပ်စာစကားကိုမတက်ဘူးပေါ့နော်ဘာလို့ဆိုတော့ link နေထဲမှာကြတော့ ဒီအင်္ဂလိပ်လိုရွယ်ကုန်ရေးထားတာမလားဆိုတော့မနာမလဲဘူးလို့ပြောတယ်နားမလဲလို့ရှင် AI နဲ့ translate လုပ်လို့ရပါတယ်လွယ်ပါတယ်အဓိကကတော့ဘောနော်ကိုကဂျပန်ပဲဖြစ်ဖြစ်ကိုရီးယားပဲဖြစ်ဖြစ်ဒီတတိယနိုင်ငံကိုသွားမယ်မလေးရှားနိုင်ငံနေပြီးတော့ဘယ်နိုင်ငံကိုပဲဖြစ်ဖြစ်သွားမယ်ဆိုလို့ရှင်အဓိကကကိုမစာအုပ်ချရမယ်စာအုပ်တန်လည်းအ ਨੇ စုံတစ်နှစ်အထက်ရှိရမယ်ဒုတိယအချက်ကကြတော့ကိုကဒီမလေးရှားနိုင်ငံမှာနေထိုင်နေတဲ့ပါမစ် โอเค วีซ่าကအ ਨੇ စုတစ်နှစ်အထက်မှာရှိရမယ်အဲ့တော့မလေးရှားမှာကိုနေထိုင်တဲ့ဒီပါမစ်က ဟိုဝက်ပါမီဖြစ်မလား EP ဖြစ်မလား student visa ဖြစ်မလားမသိဘူးပေါ့နော်အဲ့လိုမျိုးပေါ့ visa နေထိုင်တဲ့ visa ကအရန်ကို strong ဖြစ်မှရမှာပါပြီးတော့မလေးရှားမှာ second home နဲ့နေတာဖြစ်ရင်ဖြစ်မယ်ပြီးလို့ရှင် PR သမားရှိမယ်ဒီမလေးရှားနိုင်ငံသားနဲ့အိမ်တောင်ပြုတ်ပြီးတော့ရထားတဲ့ spouse visa မျိုးဖြစ်ရင်ဖြစ်မယ်ပေါ့နော်အဲ့လိုမျိုးပေါ့အဲ့တော့ visa ရဲ့တက်တန်းကအနည်းဆုံးမလေးရှားနိုင်ငံမှာတစ်နှစ်အထက်ပေါ့နော်တစ်နှစ်ဝန်းကျင်လာတော့ရှိရမယ်အဲ့လို visa ရှိမယ်နံပါတ်3အချက်တကယ်လို့ကိုက ဒီဝက်ပါမစ်သမားပေါ့နော် EP သမားပြီးလို့ရှိရင်ဒီ student visa ပြီးရင် spouse visa ပေါ့နော် spouse visa ဖြည့်ခင်တိုင်းတော့မှာ စပါ့ဗီဇာဆိုရင်တော့အမျိုးသားရဲ့စပွန်ဆာလက်တာတန်ရုံကိုဟုတ်ပါတယ်ငါလည်းတူတူသွားမှာပါဆိုတဲ့ဟာမျိုးเนาะဒါထောက်ခံပါတယ်ဝက်ပါမစ်ဆိုလို့ရှိရင်လည်းကိုယ့်ရဲ့ဒီပါမစ်ကိုပေးတဲ့အလုပ်ပိုင်ရှင်ဒီတထေးရဲ့ဟုတ်ပါတယ်ဒီသူကဘသူဘသူကတော့ဖြစ်ပေါ့เนาะငါကုမ္ပဏီမှာလုံးလုံးနေရသူကအလေသွားမှာမှန်ကန်ပါကြောင်းဆိုတဲ့ဟာကိုတန်ရုံလည်းတောက်လျှောက်အီးမေးပို့ရတယ်လို့ဒီဒီ တန်ယုံမှာသွားပြီးတော့စာတင်တဲ့အခါမှာဒီ document တွေအကုန်ပြည့်စုံလို့ပေါ့နော်စာတင်တဲ့အခါမှာလည်းဒါယူသွားပေးရတယ် EP နဲ့ EB ပဲ student visa ဆိုလို့ရှိရင်လည်းဒါဒီကျောင်းကပေါ့နော်ဒီထောက်ခံစာတွေအကုန်ပါသွားတယ်အဲ့အချက်ကိုလိုအပ်တယ်နံပါတ်၄ bank account ကိုကမလေးရှားနိုင်ငံမှာ bank account ရှိရမယ် bank account ကလည်းမလေးရှားနိုင်ငံမှာတရားဝင်ဖွင့်ထားတဲ့ bank account ပဲ bank account မဆိုရပါတယ်เนาะအဲ့တော့ bank account ထဲမှာကိုယ့်ရဲ့ဒီဝင်ငွေတွေရှိရမယ် ဲ့တော့ bank account ကဘယ်လိုမျိုးပြရလဲဆိုလို့ရှိရင်ဒီလိုတယောက်ယောက်က bank ထဲကိုသွားကန်ကြီးကပတ်စံထည့်လိုက်ကောထည့်ပြီးလို့ရှိရင်အာဒီပတ်စံအမောင်ကြီးသွားပြလို့အဲ့လိုမျိုးမရဘူးเนาะ bank account ကလွန်ခဲ့တဲ့3လပေါ့เนาะဒီလဆိုလို့ရှိရင်အခုဆို March လပေါ့เนาะဒီ December January February ရဲ့အဝင်အထွက်စင်းရင်းနေကို bank account ထဲမှာရှိနေရမယ်အ ਨੇ စုံ ringgit ကလေဖြစ်နိုင်လို့ရှိရင်တော့3000နဲ့5000ကြာမှာနောက်ဆုံးစင်းရင်းလက်ကျန်ရှိရင်အကောင်ဆုံးပဲ ကိုရငွေစင်းငါတပေါင်းဝင်းချင်လောက်လေး ringgit တပေါင်းဝင်းချင်လောက်ကလေးရှိမယ်အဲတပေါင်းခုလောက်ဆိုရင်တို့ကလေပြန်မေးရနောက်ထပ်နေမှာဘာတွေရှိသေးလဲဒါပေါ့နော်တို့အဲ့အလောက် amount ကိုတို့တိတ်လက်မခံခြင်းဘူးပေါ့နော်အဲအဲ့လိုမျိုးတွေရှိရဲ့အဲ့တော့ကျမအခုပြောတဲ့ဒီအချက်တွေနဲ့အကုန်ပြည့်စုံပြီကိုကဒီချက်တွေနဲ့ငါမှအကုန်ပြည့်စုံပြီပြီးတော့နှစ်ခါကျမပြန်ပြောပြရဲ့နော်ကျမအခုပြောတဲ့အချက်တွေနဲ့အကုန်ပြည့်စုံပြီဆိုလို့ရှိရင်အရင်ဦးဆုံးဂျပန်တန်ယုံ website ကိုတွားလိုက်ပါအဲ့မှာစပြီးတော့ booking တင်ရပါတော့မယ်နော်အဲ့တော့ဂျပန်တန်ရွေ့ website ကိုလည်းကျမဒါအရင်တော့လည်း share ထားပြီးသားကျမအခုလည်းတစ်ခေါက်ပြန်ပြီးတော့ link လေးကိုပြန် share ပေးပါမယ်အဲ့မှာအရင်ဦးဆုံး appointment ကိုယူပါမယ် email နဲ့ယူရပါတယ်ယူလိုက်တာနဲ့သူတို့ကကိုယ့်ရဲ့ဒီ passport စာအုပ်ပထမစာမျက်နှာနဲ့ visa ရှိတဲ့နေရာကိုဒီ attach ပိုင်းနဲ့သူတို့ email ပို့ပေးရပါတယ် email ပို့ပြီးလို့ရှိရင် ဲ့မှာသူတို့ကနေပြီးတော့ appointment date ကိုသူတို့ချပေးပါတယ်เนาะ appointment date ကိုချပေးပါတယ်အဲ့တော့ကျွန်မခုနပြောတဲ့အထဲမှာဒီ bank statement bank statement ကကိုကဒီမလေးရှားနိုင်ငံမှာအာ print ထားတဲ့ bank ပေါ့เนาะဥပမာ Maybank ဖြစ်မယ် CIMB ဖြစ်မယ်တခုခုပေါ့เนาะအဲ့ဒါဆိုလို့ရှိရင်အဲ့ bank statement ရဖို့အတွက်ကို bank ကိုသွားရပါတယ်အာကိုရဲ့ passport စာကိုယူသွားရပါမယ်သွားလို့ရှိရင် bank မှာသွားပြီးတော့ငါ့ကိုဒီ3လစာ bank statement လိုချင်ပါတယ်ဆိုရင် bank ကနေပြီးတော့အာအကုန်လုံးဒီ3 စာဒီ bank statement စာရွက်တိုင်းကို chop တွေထုတ်ပေးမယ် sign ထိုးပေးမယ်ပြီးလို့ရှိရင် envelope ထဲမှာသွားပြီးရောဒီလိုမျိုးပိတ်ပေးမယ်အဲ့အတိုင်း embassy ကိုသွားပြီးတင်ပြရပါမယ်အဲ့လိုအချက်လက်တွေကိုပြည့်စုံအောင်မှာပါနော်အဲ့လိုပြည့်စုံပြီဆိုရင်ခုနကကိုကဟိုတန်ယုံမှာ booking လည်းယူထားပြီးပြီယူထားပြီးဆိုရင်စပြီးတော့ဒါဟိုဟာတန်ယုံကိုသွားပြီးတော့သူရဲ့ booking ရတဲ့ရက်အတိုင်းပဲအာသွားပြီးတော့ရှောက်လို့ရပါပြီ အဲ့တော့ဗီဇာတွေကဒီလိုမျိုးစာရွက်စာတမ်းတွေကအကုန်ပြည့်စုံလို့ရှိရင်အာဗီဇာလျှောက်ရတာက3ရက်4ရက်အတွင်းမှာကျပါတယ်အဲ့တော့ဂျပန်ပဲဖြစ်ဖြစ်ကိုရီးယားပဲအခြားတတိယနိုင်ငံကိုသွားမယ်ဆိုရင်နောက်တစ်ခုကကျတော့ဟိုတယ်ဘိုကင်းအဲ့ဒါကျွန်မအရှိမပြောဖို့ကြံသွားခဲ့လို့ ဟိုတယ်ဘူကင်ကိုလည်းဖျက်ပေးရပါမယ်နော်အဲ့အချက်လေးအကုန်လုံးပြည့်စုံသွားပြီဆိုလို့ရှိရင်တန်ယုံကိုသွားပဲတန်ယုံကနေပြီးတော့စစ်မယ်တန်ယုံကိုသွားတဲ့အခါမှာလည်းအဖို့ခေါ်သွားလို့မရပါဘူးတန်ယုံတည်းဝင်ခွင့်မရှိပါဘူးနော်အဲ့တော့ဂျပန်တန်ယုံဆိုလို့ရှိရင်သူကအရန်ကိုဒီတေးဖြစ်ပါတယ်အာကိုကတန်ယုံတဲ့ကိုဝင်သွားပြီဆိုတာနဲ့ကိုရဲ့ booking နံပါတ်ကိုအရင်ပြောပြလို့ရှိရင် gate မှာအကုန်လုံးသူကနေပြီးတော့ဒါဟုတ်တယ်ဒါမှန်တယ်ဆိုပြီးလို့ရှိရင်တခါတည်းသူကဝင်သွားလို့ကြာနဲ့ ိုယ့်ရဲ့ဖုန်းတွေပါတယ်အကုန်လုံးထားပစ်ခဲ့ရတာပါသူတို့ဂိတ်မှာထားပစ်ခဲ့ရတာပါအဲ့တော့တန်ယုံတဲ့ကိုကိုကိုတိုင်းသွားမဲ့သူကိုတိုင်းပဲဝင်ပြီးတော့ဒီစာရွက်စာတမ်းတွေအပြည့်အစုံကိုသွားပြီးတော့တင်ရတာပါတယ်နော်အဲ့တော့ကျမကလည်းလိုက်ရွယ်ကူညီပေးလို့မရပါဘူးကျမကိုမေးကြတယ်အမလှုပ်ပြီးပါလှုပ်ပြီးပါကျမကပွဲစားလည်းမဟုတ်ဘူးအေးဘာမှလည်းအေဂျင့်ထောင်ထားတာမဟုတ်ဘူးကျမသွားခဲ့တဲ့အတွေ့အကြုံတွေကိုပဲကျမရှင်းပြပေးတာရှိပါတယ်အဲ့တော့ကျမအခုအရှိမပြောခဲ့တဲ့အချက်လက်တွေကအကုန်လုံးပြည့်စုံပြီဆိုလို့ရှိရင်တတိယနိုင်ငံ ဘယ်နိုင်ငံမဆိုရင်သွားလို့ရတယ်အဲ့အချက်လက်တွေကမပြည့်စုံဘူးဆိုလို့ရှိရင်တော့သွားလို့မရပါဘူးအဲ့တော့ဒီမြင့် agent တွေရှိသလားတော့ဘယ်လိုမျိုးတွေလုတ်ပေးတဲ့ဝန်ဆောင်မှုတွေပါရှိတာကျွန်မအဲ့ဒါတွေတော့မသိဘူးကျွန်မသွားတိုင်းကတော့ကျွန်မကိုယ်တိုင်ပဲလုတ်ခဲ့တာတွေရှိပါရှိတာပါနော်အဲ့တော့ကျွန်မကြည့်ရတဲ့ပုံရဆိုလို့ရှိရင်တော့ဒီမိလိုမျိုးဝန်ဆောင်မှုပေးတဲ့ agent တွေလည်းမရှိဘူးဟိုလောက်ထင်တယ်ဘာလို့ဆိုတော့ကျွန်မတန်ယုံကိုသွားတိုင်းလဲသူတို့တွေက ဒီလိုမျိုးကိုယ်တိုင်လာတင်တဲ့လူတွေပဲပုံများတယ်ဒီလိုအေဂျင့်ကလာတင်ပေးတာတွေဘာတွေမရှိဘူးကိုယ်တိုင်သွားတဲ့လူတွေကိုတင်တယ်သူတို့တချို့မေးစရာရှိရဲ့မေးခွန်းတွေမေးရဲ့မေးစရာမရှိဘူးဆော့ဘက်ကပြည့်စုံလို့ရှိရင်เนาะဒါစာအုပ်ကိုထားခဲ့ပြီလို့ရှိရင်ဘယ်နေ့ဘယ်နေ့ကိုလာပါအဲ့ဒီ process ပေါ့เนาะသူတို့ဗီဇာတင်ထားတဲ့၃ရက်အတွင်းမှာတော့ ဒီလိုမျိုးဒီလို officer ရဲ့ပေါ့နော်ပြန်ပြီးတော့ဒီ server server ကိုပြန်ဆစ်လိုက်တဲ့အခါမှာမပြည့်စုံခဲ့ဘူးရှိလို့ရှိရင်တို့ email ပို့တယ်ဖုန်းဆက်တယ်ဘာလေးတော့တစ်ခေါက်လာပြပေးပါဦးဘာလေးတော့ server ပြီးတော့ low at သေးရယ်တို့ဒါလေးထက်ကြည့်ကြင်ပါလေဆိုပြန်ပြရတာမျိုးတော့ရှိပါတယ်အဲ့ဒါပါပဲအဲ့ဒါပြီးလို့ရှိရင်ကြပါပြီနောက်တစ်ခုကကြတော့လင်ရင်လက်မှတ်ကိုကြိုးဝယ်စရာမလိုပါဘူး visa ကြမှာသာလင်ရင်လင်ရင်လက်မှတ်ကိုဝယ်ပြီးတော့သွားလို့ရပါတယ် visa ကလည်း 3လအတွင်းမှာကြားခဲ့လို့ရှိရင်3လအတွင်းကြိုက်တဲ့အချိန်မှာသွားလို့ရပါတယ်เนาะအဲဒါအခုဆိုရင်ကြာကျွန်မကလေးတွေကိုကြောင်းလာကြိုရင်ရနေပြီးတော့လေတတိယလို့ကျွန်မအဲ့ဒါလေးကိုပြောပြတာပါအဲ့ဒါဆိုလို့ရှိရင်ဒါတတိယနိုင်ငံကိုသွားမဲ့ဒီအချက်လက်ဒီဘာလေးလိုအပ်လဲဆိုတာကိုမလေးရှားနိုင်ငံရောက်မယ်ဆိုရင်ရှားလို့သိရအောင်လို့ကျွန်မဒါလေးပြောပြပေးတာပါเนาะအဲ့တော့ကျေးဇူးပေးတဲ့လွယ်ကျေးဇူးတင်ပါတယ်အဆင်ပြေကြပါစေ